မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုတဘာဝတရားကြီးကလူသားတွေကိုမပြတ်စည်းခင်ပြားသားတတ်တဲ့ရှေးပြေးလက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်တဘာဝတရားကြီးဟာအံဩဝယ်ကောင်းပြီးလှပလွန်တဲ့အရာတွေကို ဖန်တီးနိုင်တယ်လို့ဘလို့အရာမျိုးကိုမဆိုဖြတ်စည်းပြနိုင်တဲ့အစွမ်းတွေလည်းရှိပါတယ်ဗျာ ဒါပေမဲ့သူကကြီးမားတဲ့ဖြည့်စည်းမှုမျိုးကိုမလောက်ခင်မှာဒရီပေးတဲ့သဘောမျိုးနဲ့ရှေပြေးနမိတ်လက္ခဏာတွေကိုပြသတတ်ပါတယ်။ဒီအရာတွေကိုသိရှိထားတဲ့သူတွေကတော့သူ့ရဲ့ဖြည့်စည်းမှုကနေလွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ်ဗျ။ဒါကြောင့်ကျွန်တော်ဒီတစ်ခေါက်မှာတော့တဘာဝဘေးရန်ရေတွေရဲ့ဖြည့်စည်းမှုတွေမလာခင်ပြသတတ်တဲ့ရှေပြေးလက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းများစွာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗျ။ ဒါကတော့ပင်လယ်သမုဒ္ဒရာရေများရုတ်တရက်ကြာဆင်းသွားခြင်းပဲဖြစ်ပါတယ်။များသောအားဖြင့်တော့ပင်လယ်ကမ်းခြေတွေမှာလမ်းလျှောက်နေတဲ့သူတွေဟာပတ်ဝန်းကျင်ကပင်လယ်ပြင်ရဲ့အခြေအနေပြောင်းလဲမှုတွေကိုဂရုတစိုက်သတိထားပြီးစောင့်ကြည့်နေကြတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဖက်စိဘိတ်သမုဒ္ဒရာရဲ့ကမ်းခြေလူမျိုးမှာလမ်းလျှောက်နေခဲ့တဲ့ဆိုရင်တော့ပတ်ဝန်းကျင်အခြေအနေကိုသတိပြုပြီးနေထိုင်သင့်ပါတယ်။အထူးသဖြင့် ရုတ်တရက်ရေတွေကြာဆင်းသွားတာမျိုးကိုမြင်တွေ့ရရင်တော့အတက်နိုင်ဆုံးအမြန်ဆုံးတောင်ကုန်းမြင့်တွေရှိတဲ့နေရာကိုသွားရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုဖြစ်ပျက်ခြင်းဟာမကြာခင်ဆူနာမီရေလိုင်းကြီးတွေလာတော့မှရှေ့ပြင်းနှမိတ်ပဲဖြစ်ပါတယ်။ရေအောင်ငလျင်တစ်ခုကြောင့်ရေတွေရုတ်တရက်ကြာဆင်းသွားတာဖြစ်ပြီးသိမကြခင်မှာတနအိမ်မိုင်900နှုံလောင်းတဲ့ကမ်းခြေကိုအလုံးရင်းနဲ့ဝင်ရောက်လာတော့မှပဲဖြစ်ပါတယ်။ ဒါဟာဂျက်လင်တစည်းရဲ့အမြန်နှုံးနဲ့လာနေတာဆိုလည်းမမှားပါဘူးဗျ။နောက်ချက်ကတော့ကောင်းငယ်မှာဒူးတယ်ကြီးမားတဲ့တိမ်ဆိုင်တွေဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။မြက်ခင်းမြင့်ပေါ်မှာလဲလျောင်းပြီးတိမ်ဆိုင်တွေကိုကြည့်ရတာဟာတခါတရံမှာအယံကိုငြိမ်ချမ်းပြီးစိတ်ကြည်နှက်เสียကောင်းတဲ့ကိစ္စရတစ်ခုပဲဖြစ်ပါတယ်။ကောင်းငယ်ကတိမ်တွေကိုကြည့်ရင် မိတ်ဆွေတို့အနေနဲ့တိမ်တွေဟာဖြူခွေးပေါ်ပါလုံးနဲ့ဆိုတာတော့တွေးထင်မိပါလိမ့်မယ်။ဒါပေမဲ့တိမ်တွေနဲ့ဆက်နွယ်နေတဲ့သဘာဝတရားကြီးဟာမိတ်ဆွေတို့ထင်ထားတာတဲ့အများကြီးစမ်းကြဲတဲ့အကြောင်းကိုပြသနိုင်ပါတယ်ဗျ။ကောင်းကင်ယံကတိမ်တွေဟာဒူးတဲ့ကြီးမာပြီးညိုမိုင်းလာမယ်။လေကလည်းအထက်ကိုခက်ထန်ထန်လေးပင့်တိုက်လာမယ်။ကောင်းကင်ယံမှာမိုးချိမ့်တန်တွေထွက်ပေါ်လာမယ်။ ဒီလိုအဖြစ်ပြက်တွေကြုံလာမယ်ဆိုရင်တော့မိษွေတို့အနေနဲ့မကြခင်မှာအားကောင်းတဲ့လေးစင်းနှမောင်းတစ်ခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗျ1940ပြည့်နှစ်မတိုင်ခင်ကနှိစင်ကဘာပေါ်မှာမိုးချိုးပြစ်လို့တေဆုံးသွားတဲ့လူကြီးဟာငမန်းကိုင်းလို့တည်တဲ့လူကြီးထံများပြားခဲ့ပါတယ် ဲ့ဒီနောက်ပိုင်းမှာတော့တိုးတက်လာတဲ့ခရဲ့နီးပညာတွေနဲ့မိုးကြိုးလွဲလို့ကရိယာမျိုးတွေတီထွင်လာနိုင်ခဲ့တာကြောင့်မိုးကြိုးပြစ်လို့သင်ဆောင်ရတဲ့လူဦးရေကတိတိတသာကြာဆင်းခဲ့တာပဲဖြစ်ပါတယ်ဗျာဒါပေမဲ့လည်းမိုးကြိုးပြစ်ခံရတဲ့အရေးကရှောင်ရှားနိုင်မှုအတွက်တည်ထားသင့်တဲ့အချက်လေးတွေတော့ရှိပါတယ်အဲ့ဒါကတော့ရုတ်တရက်မိတ်ဆွေတို့ရဲ့ဥကောင်းသပင်တွေ ထောင်လာတာမျိုးပဲဖြစ်ပါတယ်ဒါမိတ်ဆွေတို့အနေနဲ့မိုးကြိုးစက်ကွင်းထဲမှာရောက်ရှိနေတာကိုဖော်ပြတဲ့လက္ခဏာဖြစ်တာကြောင့် မြန်နိုင်သမျှအမြန်ဆုံးအကာအကွယ်တစ်ခုခုရှာတာမျိုးမြေပေါ်ဝေးချတာမျိုးပြုလုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။ဒါကတော့တရိษံတွေရုတ်တရက်ထွက်ပြေးခြင်းနေရာပြောင်းရွှေ့ခြင်းပဲဖြစ်ပါတယ်။ဂရိလူမျိုးတွေဟာ BC 383လောက်ကလေးကတရိษံတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုကြည့်ရှုလေ့လာပြီးငလင်းကိုကြိုတင်ခံမှန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အချို့တရိษံဟာလူသားတွေအနေနဲ့မထောက်လန်းမသိရှိနိုင်တဲ့အတန်အောက်လိုင်းတွေကိုကြားနိုင်သိရှိနိုင်စွမ်းရှိပါတယ်ဗျ။ဒါကြောင့်ငန်းလျင်တစ်ခုမလောက်ခတ်ခင်မှာထွက်ပေါ်လာတဲ့အတန်အောက်လိုင်းတွေအရသူတို့ဟာငန်းလျင်ဘေးကလုကင်းမဲ့နေရာကိုရွှေ့ပြောင်းကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာရှိတဲ့အင်းဆက်ပိုးမားတွေတလိษံတွေနေရာရွှေ့ပြောင်းကြတာပြေးလွှားနေတာမျိုးတွေတွေ့ရင်ငန်းလျင်ဘေးကလုံမြောက်ဖို့ကြိုတင်ပြင်ဆင်ထားတဲ့ပါတယ်ဗျ။ နောက်တစ်ချက်ကတော့ရေများရဲ့အော်တန်ကြားရမှာပဲဖြစ်ပါတယ်။ပင်လယ်မြေချောင်းအင်းအိုင်တွေနဲ့အနီးတစ်ဝိုက်မှာနေထိုင်တဲ့သူတွေအနေနဲ့ဒီရချက်ကိုသတိပြုသင့်ပါတယ်။ရေဆိုတာကဘာပေါ်မှာအင်အားအကြီးမားဆုံးအရာတွေတဲကတခုဖြစ်ပြီးအရာရာကိုဖျက်ဆီးတိုက်စားပစ်နိုင်စွမ်းလည်းရှိပါတယ်ဗျတခါတည်းမှာမိုးသည်းထန်စွာရွာသွန်းခြင်း ရေအောက်ငလျင်များလှုပ်ခတ်ခြင်းစားတဲ့အချက်တွေကြောင့်ရေလွှမ်းမိုးမှုတွေမကြခင်မှာအဝေးကနေ အချိန်အောင်ပြင်းပြင်းနဲ့ကြီးမားတဲ့အရာတခုဖြစ်လာနေတဲ့အတန်မျိုးကြားရမှာပဲဖြစ်ပါတယ်။ဒီအတန်ကိုကြားတာနဲ့အမြန်ဆုံးကောင်းမြင်တွေပေါ်ရှောင်ရှားရမှာပဲဖြစ်ပါတယ်ဗျ။ဒါကတော့နေလာထီးဆောင်ခြင်းပဲဖြစ်ပါတယ်။တခါတည်းမှာလာတော့မဟုတ်နေရဲ့အနီးတစ်ဝိုက်မှာခဝါဝါတက်တန်လေးတခုဝိုင်းပတ်နေတာကိုမြင်မှုကြမယ်တင်ပါတယ်။ ဒါကိုနေတီးဆောင်းတယ်လာတီးဆောင်းတယ်စသဖြင့်ပြောဆိုကြပြီးဒီအဖြစ်ပြက်ပေါ်မူတည်ပြီးအသိနှမဲ့အယူဆတွေလည်းကောက်ယူတတ်ကြပါတယ်ဒီဖြစ်စဉ်ဖြစ်ပေါ်လာခြင်းကတော့အလွန်ပါလာပြီးမြင်မာတဲ့နေရာကမိုးတိမ်တောင်တွေတဲဆောင်လာတဲ့ရေကိုးရေငွေတွေရေမုံရေမားတွေရဲ့ပုံဆောင်ကလေးတွေကို အလင်းကဖြတ်တန်းသွားတာကြောင့်ဖြစ်ပါတယ်ဒါမှောင်တိုင်းတစ်ခုမကြခင်မှာဖြစ်ပေါ်နိုင်တဲ့လက္ခဏာမျိုးပဲဖြစ်ပါတယ်ဗျာ နောက်ဆုံးအနေနဲ့ကတော့ကမ်းခြေမှာရေတံခါးများသေဆုံးပြီးတောင်တင်နေခြင်းပဲဖြစ်ပါတယ်။ပင်လေကမ်းခြေလိုမျိုးနေရာမျိုးကိုသွားတဲ့အခါမှာတွေ့ရတတ်တဲ့အဖြစ်အပျက်တစ်ခုကတော့ကမ်းခြေမှာရေတံခါးတွေအများအပြားသေဆုံးပြီးတောင်တင်နေတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရခြင်းကလည်းလူတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်ရေရူးညင်ညမ်းခြင်းထူးဆန်းတဲ့ဘက်တီးရီးယားတွေပါဝင်တဲ့ရေညှိတွေကြောင့်ရေများအဆိပ်တင်ခြင်းစတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်ကမ်းခြေမှာဒီလိုမျိုးတွေ့ရင်တော့ အဲ့ဒီရေထဲကိုမစင်းတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့တဘာဝတရားကြီးကကြီးမားတဲ့ဖြည့်စည်းမှုမျိုးကိုမလောက်ခင်မှာတတိပေးတဲ့သဘောမျိုးနဲ့ရှည်ပြေးနမိတ်လက္ခဏာတွေပြတာတတ်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဗျမိစေတို့အနေနဲ့ဘဝဒုဒ္ဒရရမယ်လို့လည်းမျှော်လင့်ပါတယ် နောက်ရက်တွေမှာလည်းဒီလိုဘေးဆိုးကြီးတွေနဲ့ပတ်သက်ပြီးတရီထားရမယ့်အချက်တွေဘဝဒုဒရရှိမဲ့အကြောင်းအရာတွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွေးအန်တာတိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။